အားလုံးပဲမလားပါခင်ဗျာဆရာကတော်ရဲ့အကတော် official YouTube channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကနေဒီနေ့မှာတင်ဆက်ပေးဖို့ရေးချက်ထားတဲ့ဇလန်ကောလေးရတော့ဆရာကတော်ကိုရန်ရေးသားထားတဲ့ရောက်ခဲ့မှုတဲ့ကြက်ထာနီဆိုတဲ့ဖျက်မှန်ဇလန်ကောလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်လေးကိုတော့ကျွန်တော်လင်ကကြော်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇလန်လေးကိုမတင်ဆက်ပေးခင်မှာလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာအဲဒါနောက်ဆင်အားပေးကြပါအောင်ခင်ဗျာ ဟိုကျုပ်ဘွားမှာမမရာကျဲ့ရွာကြီးစီကိုရောက်ခဲ့ဘူးတယ်ဗျ။အဲဒီဖြစ်နေရကျုပ်အသက်35လောက်မှာဖြစ်ခဲ့တာ2017 22ခုနှစ်လောက်ကပေါ့ဗျာ။ကျုပ်ကမူလာတန်းအကြောင်းအနေနဲ့ရာထူးတိုးပြီးတော့ရွာကြီးတွေကိုပြောင်းလာခဲ့ရတယ်။အော်ဒါနဲ့ဟိုကျုပ်ကိုကျုပ်တော်မှာမေးဆက်ဖို့မေ့နေတယ်။အဲကျုပ်နာမည်ကစိုးထွန်းပါ။အသက်ကအဲ့ဒီတုန်းက35လောက်ပေါ့။အလုပ်ကံရတော့ပညာရေးဝင်တဲ့အကြောင်းဆရာပေါ့ဗျာ။ရာထူးတိုးပြီးတော့ရွာကြီးတွေကမူလာတန်းအကြောင်းအကြောင်းဘွားနဲ့ရောက်လာခဲ့ရတယ်။ အဲ့ဒီရွာတော့ရန်ကုန်မဲလေးလမ်းဟောင်းပေါ်မှာမေးတင်ပြီးတော့တိဆောက်ထားတဲ့ရွာကြီးပေါ့ဗျာအင်ဂျီတင်ထောင်ချော်ရှိတယ်ဗျရွာမှာဆိုပေမဲ့ရွာမှာကမျိုးမကျဖြစ်နေပြီလေရွာမှာမူလာတဲ့လုံချောင်းတစ်ချောင်းရှိတယ်ရေကင်းရှိတယ်ကျေးလက်ကျမ်းမာရေးဌာနခွဲရှိတယ်စာကြီးတိုက်တွေအော်တိုအေဂျင့်ရုံးတွေလည်းရှိတယ်ဗျကားလမ်းမေးမှာတိဆောက်ထားတဲ့ရွာဆိုတော့စီတာလည်းအတော်စီတယ်အလီးပါရွာလေးတွေကဘာပဲလို့လို့ဒီရွာကိုပဲအားကိုးရတယ်ဗျဈေးနေဆိုရင်တော့စီလိုက်ထားမှပြောမနေပါနဲ့တော့ဗျာ ကာလန်ကြီးရရွာလျားနေဖြစ်သွားတာမို့လို့ကာလန်အရှိတ်ချမ်းကိုအရှိတ်ချမ်းအနောက်ဘက်ချမ်းကိုအနောက်ချမ်းလို့ခေါ်သည်ဗျရွာလူတွေကတော့ကျုပ်ကိုဆရာကြီးလို့ခေါ်ကြတယ်အသက်ငယ်ပေမဲ့ဆရာလေးလို့မခေါ်ကြတဲ့အကြောင်းကကျုပ်တို့ကြောင့်မှကျောင်းဆရာနောက်တစ်ယောက်ထက်ရှိလို့ပဲဗျသူ့တော့ဆရာလေးလို့ခေါ်ပြီးတော့ကျုပ်ကိုတော့ဆရာကြီးလို့ခေါ်ကြတယ်ဗျကျောင်းကြီးမို့လို့ဆရာကြီးလို့ခေါ်တာလည်းဖြစ်နိုင်ပါတယ်ရွာလူတွေကကျုပ်ကိုလေးစားစားဆက်ဆံကြတယ်ဗျကျောင်းတင်နေဖို့ဆိုပြီးတော့ကျောင်းနဲ့တစ်ခေါ်တသာလုံးမှာခြေတန်းရှိအင်းကြီးတစ်လုံးကိုစောက်ပေးထားတယ် ဟိုအရင်ကတောင်းဝင်ကြတဲ့ကျောင်းဆရာမကြီးကတော့သူ့မိသားစုနဲ့အဲ့ဒီမှာနေတယ်ဆိုပဲအခုကျုပ်ကတယောက်တည်းသမားအောင်ဆိုတော့ခြေတန်းရှင်အင်ကြီးကကျုပ်တွေကျဲလွန်နေတယ်ဗျဆရာလေးရဲ့နာမည်ကမြင့်မြတ်လို့ခေါ်တယ်ဗျအသက်ကတော့28နှစ်လောက်ပဲရှိတယ်ဆရာလေးကဒီဘာနဲ့ခက်လဲလဲကညောင်မီကြီးလို့ခေါ်တဲ့ရွာမှာမွေးတာဆိုပဲကျောင်းဆရာဖြစ်တော့ဒီဘာကိုတောင်းဝင်ကြတယ်ဗျအခုရွာကြီးနဲ့ညောင်မီကြီးရွာနေကတော်တော်လန်းတယ်ဆိုင်ကနေသွားရင်၄-၅နာရီလောက်မောင်းရတယ်ဆိုပဲဗျယောက်ျားသားချင်းဆိုတော့ကျုံတဲ့ဆရာလေးနဲ့ပေါင်းမိကြတယ်ပေါ့ဗျာ ဆရာလေးကရွာဝေးလို့ဒီရွာစုစင်မျိုးတယောက်စီမှာကတ်နေရတယ်ဗျစနေတနင်္ဂနွေကျောင်းပြည့်ရက်ဆိုရင်တော့ရွာကိုပြန်တယ်လေမပြန်တဲ့အခါလည်းမပြန်ဘူးပေါ့ဆရာလေးကရိုးသားပါတယ်အသူနဲ့ကျုံနဲ့ကပေါင်းလို့ပုံကောင်းသွားတာသူကလည်းစာဖတ်တဲ့သူကျုပ်ကလည်းစာသမားပေးသမားဆိုတော့ဝါသနာချင်းကတူပြီးတော့တကယ်ကိုညီကိုရင်းနေလို့ခင်မြင်သွားမိတယ်ဗျတကယ်တော့ဆရာလေးနေတဲ့အိမ်ကိုလိုက်သွားပြတယ်ဟိုသူ့ဆွေမျိုးအိမ်ကတိတ်တိုင်းကုတ်ကုတ်ချင်းချင်းလေးဗျအိမ်မှာလည်းကလေးတွေနဲ့စူညံပေါ်လို့ရိုက်နေတာပဲ ဆရာလေးတို့တီးတဲ့အခန်းနေပါတယ်မရှိဘဲနဲ့ဖျားတဲ့အရှိမအေးရတယ်ဗျခေါင်းရဲမှာစာအုပ်တရားပုံလို့ပေါ့ကျုပ်ကတနာသွားတာနဲ့ဆရာလေးကိုကျုပ်အိမ်မှာခေါ်ထားလိုက်တယ်ခြေတန်းခြေအင်ကျဲကြီးကကျုပ်တို့နှစ်ယောက်ကောင်းကောင်းကြီးနေလောက်ပါတယ်ဗျအကျုပ်ပြောတော့ဆရာလေးကတော်တော်ပြောသားတဲ့ပုံပဲဗျ तू ကလည်းဒီမှာနေခြင်းမို့မရဘူးဒါနဲ့ပဲကျုပ်နေတဲ့အိမ်ကိုပြောင်းလာတယ်ကျုပ်ကလည်းအဖော်ရတယ်မဟုတ်လားနေနေအတူတူနေတော့ပို့ပြီးတော့ရင်းနှီးသွားတယ်ဗျညညဆိုရင်ရွေးချမ်းတောင်းရင်နဲ့စာချောင်းပေချောင်းတွေပြောပြတယ်ဗျ ရုပ်စီရစာအုပ်တွေကိုသူကငှားဖက်သူစီရစာအုပ်တွေကိုလည်းလဲလှယ်ဖက်ကြနေပေါ့ဗျာဒီလိုနဲ့ပွင့်လင်းရာသီကိုရောက်လာခဲ့တယ်။ဆရာလေးနဲ့ကျောင်းလေးကလည်းတော်တော်ခင်နေကြပြီဗျ။စနေတနေ့ကနေကျောင်းပြည့်ရက်မှာဆရာလေးကသူတို့ရောက်လဲခဲ့ပါလားလို့ခေါ်တယ်။သူတို့ရောက်မှာအရှင်ပြုအလှူတစ်ခုရှိတယ်ဆိုပဲဗျ။မိုးတင်းတော့လည်းမကောင်းမိမဲ့အခုတော့လမ်းနေရာဖြူသွားပါပြီတဲ့။ကျုပ်ကလည်းကျောင်းနဲ့အိမ်နဲ့ကျောင်းပဲနှိမ့်တင်သွားနေရတာဆိုတော့စိတ်ပြေလက်ပြောက်ဖြစ်အောင်လိုက်သွားမယ်ဆိုပြီးတော့ခေါင်းငိတ်လိုက်တယ်။ စနေနေ့မနေ့မှာကျုံတဲ့ဆရာလေးနဲ့ကဆိုင်ကယ်တယောက်တစ်သီးစီစီးပြီးတော့ထွက်လာခဲ့ကြလေဗျဆရာလေးတို့ရောရောက်ဖို့ကကားလမ်းမကြီးတိုင်းအတော်ကြာအောင်မောင်းရတယ်မျိုးတစ်မျိုးကိုဖြတ်ပြီးတော့တားလမ်းမကြီးတစ်ခုကိုတွေ့တယ်ဗျအဲ့ဒီတားလမ်းမကြီးကနေတောင်တန်းတွေရှိတဲ့ဘက်ကိုဆက်မောင်းရတယ်အတားလမ်းကြီးကအစာပိုင်းမှာလမ်းခဲထားတယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့မြေသားလမ်းကြီးဖြစ်သွားတယ်ဗျတချို့နေရာတွေမှာကြောက်ခဲတွေခင်းထားလို့ဆိုင်ကယ်ဘီးမပေါအောင်တော်တော်မောင်းယူရတယ်အဒီလိုနဲ့မောင်းလာကြရင်လည်းလေမိုးတဲ့ကျင်လောက်ကိုရောက်မှရောရောက်လာခဲ့ရွာတောင်ကြီးရွာလေးပါဗျအင်ကြီးကတရာတော်ပြည့်ကျင်မှာပြည့်မယ်ဗျ ရွာသားတွေကတော့ဥယျံချန်စိုက်စားတာများပါတယ်။ကွန်ကွန်ဒီတရက်ဒီဟိုချန်တွေကတော်တော်များများရှိတယ်။ရွာသားတွေကတော်တော်ဖော်ပြကြပါတယ်ဗျ။ကျုပ်ကလည်းလေးစားစားဆက်ဆံကြတယ်။အရွာနာဟိုဖျားဒီဖျားကိုလည်းလိုက်ပူတယ်။စနေနေ့ကအလှဝင်နေ့တနင်္ဂနွေနေ့ကအလှနေ့ပေါ့ဗျ။အလူဟာဆိုင်နေပါတယ်မပါပေမဲ့သူ့ဟာနဲ့သူတော့စီပါတယ်အလူရှင်တွေကဆရာလေးရဲ့အမျိုးတွေလို့ပြောတယ်ဗျအလူပြီးလို့နေတပိုင်းကျိုးတော့အကျုံမပြန်ဖို့ပြန်ရတယ်မပြန်လို့ကလည်းမရဘူးလေဗျမနေ့ကတနင်္လာလေးဆိုတော့အကြောင်းဖွင့်ရမဟုတ်လား ကျောင်းမှာအကျောင်းဆောင်ဆိုတာလည်းမရှိတော့ကျောင်းရဲ့တော့တွေအကုန်လုံးကိုကျုပ်ပဲခြင်ထားရတာလေကျောင်းကိုကျုပ်ဖွင့်မှရမယ်ဗျဟိုဆရာကြီးပြန်တော့မလို့လားဗျအေးပြန်မှဖြစ်မယ်ဆရာလေးအခုချိန်ခါပြန်မှမနေ့ဖန်ကျောင်းဖွင့်နိုင်မှာမဟုတ်လားဟိုဟုတ်တော့လဲဟုတ်ပါတယ်ဆရာကြီးရဲ့ကျွန်တော်ကတော့ပြန်လို့မဖြစ်သေးလို့ဆရာကြီးရဲ့ဟိုဒီလိုလုပ်ပါလားဆရာကြီးရင်ပြန်နဲ့လေကျွန်တော်ဒီကအလုပ်တွေနည်းနည်းပါးပါးရှင်းပြီးရင်အနောက်ကနေလိုက်လာခဲ့မယ်တကယ်လို့အချိန်မမီတော့ရင်လည်းမနေ့စောကြီးထပြီးတော့ပြန်လာခဲ့မယ် အဲမင်းနေရင်နေခဲ့ပါကွာခွင့်တရတလီတော့ငါလုပ်ပေးပါမယ်ငါတော့ပြန်မဖြစ်မယ်ဟိတော့တွေအကုန်လုံးကငါလည်းတယ်မှာမဟုတ်လားမနေ့ပဲဆရာမတွေကြောင်းလိုက်ရင်ကြောင်းနဲ့ဝင်မဲ့ဖြစ်နေလိမ့်မယ်ကွာဟိုအားနာလိုက်တယ်ဆရာကြီးရဲ့ရပါတယ်ကွာကိစ္စမရှိပါဘူးဆရာလေးရဲ့မိဘတွေဆွေမျိုးတွေကကျုပ်တဲ့အသီးနှံလေးစားကြလေးထည့်ပေးလိုက်ကြသေးတယ်ဗျာကျုပ်ရွာကနေပြန်ဖို့လို့တော့ညနေ3နာရီလောက်ရှိရောပေါ့ဆရာလေးကကျုံနောက်ကိုကတ်လာပြီးတော့ဟိုဆရာကြီးကိုဖြက်လန်းညွန်လိုက်မယ် အဲ့ဒီလမ်းကသွားရင်ကျောင်းအလွန်ဆုံးသွားတာ၃နာရီလောက်ပဲဟေးဟုတ်လို့လားကွာဟုတ်တယ်ဆရာကြီးကအလာတော့ကလမ်းကရွာသင်တွေကိုဖြတ်ပြီးတော့လာခဲ့ရတဲ့လမ်းဆိုတော့ဒုကိတပတ်ကြီးဖြစ်နေတာဗျအခုပြောတဲ့လမ်းကလှဲလမ်းဟောင်းကြီးရွာသက်ကျဲတယ်ဆိုပေမဲ့လမ်းကဖြူးလို့ဗျခေတ်စကားနဲ့ပြောရင်တော့မြို့ဆောင်လမ်းပေါ်ဆရာကြီးရဲ့အမြန်မောင်းရင်၂နာရီတသာလောက်ဆိုရင်တော့ရောက်ပါတယ်မှန်မှန်လေးမောင်းရင်တော့၃နာရီလောက်ပေါ့အေးမစိုးဘူးဟာဟို၅နာရီလောက်မောင်းရတဲ့လမ်းကို၃နာရီလောက်နဲ့ရောက်မယ်ဆိုတော့ခီးတွင်တာအမှန်ပဲကွာ ရွာနေထွက်ရင်တာလဲအတိုင်း15မိနစ်လောက်စက်မောင်းလိုက်စရာကြီး။အဲ့ဒီမှာလမ်းခွဲကြီးတစ်ခုတွေ့လိုက်မယ်။အဲ့ဒီလမ်းကြီးတိုင်းတန်းတန်းမတ်မတ်သာလိုက်သွား။လမ်းစိုးရင်ကားလမ်းမကြီးကိုရောက်လိုက်မယ်စရာကြီး။အဲကားလမ်းမအတိုင်းစက်မောင်းသွားရင်15မိနစ်လောက်ဆိုကျောင်းကိုရောက်တာပေါ့စရာကြီး။အေးလမ်းကတိတ်တော့မခက်ပါဘူးကွာ။ဟိုကျွန်တော်ကဒီမှာကိစ္စလေးရင်းနေနေရှိမင်းလဲလာခဲ့မယ်စရာကြီး။အေးပါ။ဟိုဒါဆိုငါသွားပြီ။ကျုပ်ကလည်းဆရာလေးပြောတဲ့အတိုင်းမောင်းလာခဲ့လိုက်တယ်။15မိနစ်လောက်မောင်းပြီးတော့လှန်လန်းအောင်ကြီးကိုတွေ့ပါပြီဗျာ။ လဲလဲမေးနာမှာမျက်တွေပေါက်နေတယ်ဆိုပေမဲ့မြေသားလမ်းကြီးကတော့ဖြူးလို့ဗျဆရာလေးပြောတဲ့အတိုင်းအဲ့လမ်းကိုချုံဝင်လာခဲ့တယ်လမ်းမေးမှာတော့မြေရိုင်းနေပြည့်နေတဲ့ကွင်းကြီးတွေတစ်ပစ်အိုးဆိုင်နဲ့တောတန်းလေးတွေပဲရှိတယ်ဗျလူနေအိမ်ဆိုလို့တအိမ်မှမရှိဘူးဗျမောင်းလိုက်နေချင်းကနေမိုးချင်းတန်ကြီးကိုကြားလိုက်ရတယ်မနေ့ကတည်းကမိုးကခတ်အောင်ရေဗျအခုတော့မိုးသားတင်လေကြီးတွေကကောင်းငယ်တခွေမှအုံဆိုင်နေပါလေရောကြည့်ရတာအချိန်ခါမို့မိုးရတော့မယ်ထင်းနေဗျမိုးလေကင်းလို့သွားပြီဆိုပေမဲ့တစ်ခါတစ်ခါတော့လေဒီလိုမျိုးမိုးရတတ်တယ်မဟုတ်လား ရုပ်ကလည်းဆိုင်ကလေးပါကိုဆွဲပြီးတော့အချိန်တင်လိုက်ရတယ်။လဲလန်းကြီးကလူမသုံးတာကြပြီးဆိုတော့မြေသားတွေကပဲ့ကြတဲ့နေရာပဲ့ကြနေတယ်ဗျ။တချို့နေရာတွေကလည်းဂျမ်းကွက်ကြီးတွေကျင်းကြီးတွေဖြစ်နေတယ်ဗျ။လဲဆိုရင်တော့သွားဖို့မလွယ်ဘူးဆိုပေမဲ့ဆိုင်ကကြတော့အဲ့ကျင်းတွေဂျိုင်းတွေကိုရှောင်ခွင်းပြီးတော့သွားလို့ရတယ်။ရွာသက်ကျဲတာကတော့ပြောမလီပါနဲ့ဗျ။လင်းကဆယ်မိနစ်လောက်မောင်းလာတာတော့မှလူနေအင်ဂျင်တအင်းမှမတည်ဘူး။တခါတခါအုတ်ကပြက်ကြီးတွေရှိတဲ့တင်းချန်ကုန်းဟိုင်းတွေနားကနေဖြတ်သွားရတယ်ဗျ။လွမ်းသေးဒီလိုလိုဖះဟိုအကြောင်းပြက်တွေကလည်းတစ်ချက်ချက်တွေးရသေးတယ်။ အဒီလိုလူမရှိတဲ့လမ်းကြီးမှာတယောက်တည်းမောင်းနေရတယ်ဆိုတဲ့အသည့်နဲ့ကြောတော့နည်းနည်းချမ်းလာတယ်ဗျမိုးကလည်းဖြောက်တော့ဖြောက်တော့ကြာလာပြီဗျကျုပ်ကလည်းလမ်းလမ်းနဲ့တန်ဖိုးတွေကတော့တဖောက်ဖောက်ယူရင်းနဲ့မောင်းလာခဲ့တယ်မကြခင်မှာမိုးတွေကဇက်တိုက်ဝုန်းကနေကြာလာခဲ့တယ်ကျုပ်မှာမိုးကမပါဘာမပါနဲ့ဆိုင်ငယ်ကိုအချိန်ချော့ပြီးတော့မောင်းရတယ်ဗျမိုးမောင်းကြီးကြာလာပြီးတော့မိုးတွေတဲ့လာလိုက်တာလည်းပြောမနေပါနဲ့တော့မိုးသည်မိုးပေါကြီးတွေကကျုပ်တို့ကလုံးတဘောပေါက်နဲ့လာထိတာတော်တော်ဆက်နေဗျဆိုင်ငယ်ကိုတော့မှမီးဖွင့်ပြီးတော့မောင်းနေရတယ်ဗျလက်ကနိုင်ကြီးကိုကြည့်လိုက်တော့၄နိုင်ခွဲလောက်ပဲရှိသေးတယ် ဒါပေမဲ့ရာသီဥတုအနေထားကြောင့်အမှောင်မိုက်နေတာမသိည6နိုင်9နိုင်လောက်လို့ထင်ရတယ်ဗျ။မိုးရတော့လမ်းကလည်းဘွက်တွေပေါက်လာတယ်ဗျ။မိုးကိုဖို့နေရာတစ်ခုခုကိုရှာပြီးမဲ့ဘာမှလည်းမတွေ့ဘူး။လမ်းဘေးတစ်ဖက်ချက်မှာတော့ကွင်းနေကြီးပဲဗျ။လမ်းဘေးမှာလည်းတစ်ပင်ကြီးကြီးမားမားတပင်းမှမရှိဘူးဗျ။15မိနစ်လောက်ဆက်မောင်းလာခရင်နဲ့ဆိုင်ငယ်မိကအမိတ်လုံးမိတ်လုံးဖြစ်လာတယ်။နောက်တော့ဆိုင်ငယ်ကထိုးရက်သွားပါလေရောဗျ။ကျုပ်တော့တိုင်ပက်ပြီဗျ။ဟုတ်တယ်လေ။မိုးတွေဒီလောက်ရွာနေတဲ့ကြားတွေကဆိုင်ငယ်ကဆက်ရက်သွားတာကိုစက်ကိုနှိုးကြည့်တော့ဘလို့နှိုးနှိုးမနှိုးဘူးဗျာ။ ။ဆိုင်ကယ်ဘောအဆင်းပြီးတော့ဟိုနိုင်ဒီနိုင်နဲ့တက်တလောက်မှတ်တလောက်ပြင်ကြီးတော့လည်းမရောက်ဘူးဖြစ်နေတယ်။စိတ်တွေကလည်းတော်တော်ညစ်လာတယ်ဗျ။နောက်တော့စိတ်ညစ်ရာကနေစိတ်ဒိုးလာတယ်။ဒီလန်းကိုညှောင်းအောင်မလားဆိုပြီးတော့ဆရာလေးကိုလည်းအပြစ်တင်နေမိတယ်ဗျ။အဲဒီလိုအပြစ်တင်နေရင်းနဲ့ကြုံတော့လူကြီးတယောက်ကရောက်လာတယ်။ဘာဖြစ်နေတာလဲကွ။လူကြီးကိုမြင်တော့ကျောက်ကလန့်သွားတာပဲဗျ။အော်ဟုတ်ဆိုင်ငယ်ဆိုင်ငယ်ပြက်နေလို့ပါခင်ဗျ။မိုးတွေကလည်းတဲနေလိုက်တာကွ။ဒီတိုင်းနေရင်တော့မင်းမိုးမိပြီးတော့ဖျားနာကုန်မှာပေါ့။အဖားနေရွာကိုလိုက်လာခဲ့ပါလား။ ရောဟိုဒီနားမှာရွာရှိလို့လားအဟိုရှင်နားမှာအဘတို့ရွာရှိတယ်ကွသူပြတဲ့နားကိုကြည်လိုက်တော့ရွာရှိမရှိမသိခွဲဘူးဗျမိုးတွေရွာနေတာလဲပေါင်ပါပေါ့ဗျာရသောကျောက်ကအဘကြီးနဲ့လဲသွားဖို့ဆုံးဖြတ်လိုက်တယ်ရွာရှိတယ်ဆိုတော့ဆိုင်ငယ်ပြင်ဆိုင်တွေဘာတွေရှိလောက်တယ်ဗျမဟုတ်ရင်တော့မအကျိုးကြောင်းပြောပြပြီးတော့ဆိုင်ငယ်တစ်သီးလောင်ဟားလို့ရရနိုင်တယ်မဟုတ်လားနောက်တော့မိုးကလည်းတော်တော်သေးနေတာဆိုတော့ဒီမှာဆက်နေလို့ကလည်းမဖြစ်ဘူးလေဒါနဲ့ပဲအဘကြီးရဲ့နောက်ကိုဆိုင်ငယ်တုံးပြီးတော့လိုက်ခဲလိုက်တယ်အဘကြီးရဲ့ပုံမှန်တရားကပရင်ပွားပွားပဲဗျ ဟန်နာကိုဘော်ပိုင်းမှာပင်ဒီတိုက်ပုံဝင်ထားတယ်။အောက်ပိုင်းကတော့ဒူးလောက်ပဲရှိတဲ့ပသူတူတူလေးနဲ့ဗျ။ခေါင်းပေါင်းကြီးကလည်းပေါင်းလို့ပြု။သူစောင်းထားတဲ့ထီးကအနဲ့ရောင်ကြီး။အစားကတော့ခိုထီးလို့ခေါ်တဲ့ထီးနဲ့ကြီးလို့ထင်တာဗျ။သေချာကြီးတော့မှပသိမ်ထီးလို့ဝါးနဲ့လှုပ်ထားတဲ့ထီးဖြစ်နေတာ။အဘကြီးကိုကြည့်ပြီးတော့ကြုတ်စိန်ထဲမှာသွေးသွားဖြစ်လာတယ်။အခုခေတ်မှာဒီလိုဒီပုံဝင်စားထားတဲ့လူကရှိသေးလို့လားဗျ။စောင်းထားတဲ့ထီးကလည်းပသိမ်ထီးလို့ဟာကြီးနဲ့အင်ကန်ကဒီလူကြီးကလူမဟုတ်ရဲ့လားလို့ပေါ့ဗျ။ အစီနောက်ရောက်တော့တာလန်မီနာမှာလမ်းသွယ်လေးတခုကိုတွေ့တယ်။အဘကြီးကလမ်းသွယ်တွေကိုချုပ်ဝင်သွားလို့ကျုပ်ကလည်းလက်ဝင်လာခဲ့ရတယ်။တိတ်မသွားခင်မှာပဲအရှိမရောတရားကိုတွေ့လိုက်ရတယ်ဗျ။အသိပင်နေကြတဲ့မှာတက်ကင်မိုးထားတဲ့တဲရင်လေးတွေအစီအီပဲဗျ။ရွာဆိုပေမဲ့ရွာတန်းချေကြီးတော့မဟုတ်ဘူး။အိမ်လေးတွေက၄၅၀လုံးလောက်ဝိုင်းပြီးတော့စောက်ထားကြတဲ့ရွာဝိုင်းကလေးဗျ။ရွာလေးမှာရေတွင်းတွင်းနဲ့ကွင်းတစ်ခုရှိတယ်။အိမ်လေးတွေအားလုံးကအဲ့ဒီကွင်းကိုမျက်နှာမူပြီးတော့စောက်ထားကြတယ်ဗျ။ရွာထဲကိုရောက်တော့ဆိုင်ငယ်မပြောနဲ့ခေပေါ်ပစ္စည်းဘာမှမရှိတဲ့ရွာလေးဖြစ်နေတယ်ဗျ။ ကလေးတွေကကိုလိုနီနဲ့မိုးရဲရီထဲမှာပြေးလွှတ်ဆောင်ကစားနေကြတယ်ဗျ။အဘာကြီးကအင်ဒီယန်ကိုဥဆောင်ပြီးတော့ခေါ်သွားတယ်။အာလီယေကရွာထဲကတဲရင်လေးတွေထဲမှာအကြီးဆုံးအင်ကြီးပဲဗျ။ဝါထန်တွေကိုအကွက်တွေဖော်ပြီးတော့ရက်လုတ်ထားတယ်။ဝါကတက်ကင်ဘိုးဆိုပေမဲ့တက်တရဲ့အဆောက်ထားတဲ့အိမ်ပဲဗျ။အိမ်ပေါ်ကိုတက်လိုက်တော့အင်ရှေကမ်းမှာဖြားတစ်ချက်ကိုခင်းလာတယ်။တိမ်လုံးမှာခစ်ပေါ်တော့လျှက်စစ်ပစ္စည်းတို့ဇင်ခဲပစ္စည်းတို့ဘာမှမတွေ့ရပဲနဲ့ဟိုတောင်းနေပလုံးနေနေမှာချိန်ထားတဲ့ဓာတ်တွေကိုပဲတွေ့ရတယ်။အဒီချိန်ထိကျုပ်ကတိတ်ပြီးတော့တန်ကြာမဝင်သေးဘူးဗျ။ သွားလာခက်ခဲတဲ့ရွာလေးဆိုတော့ခင်းနောက်ကြတယ်လို့ပဲထင်နေတာအိမ်ထဲမှာထုံးထတာလည်းစီမီခွက်ဗျစီမီခွက်တောင်မှကြောက်တစ်ခါမှမမြင်ဘူးတဲ့ပုံစံပဲဟိုအာလာဒင်စီမီခွက်လိုပုံစံကိုကျင်းနေနဲ့လောက်ထားတယ်ဟိုမော်ရင်လေးကလည်းမိုးတွေဆူလာတာပဲလေဝိစားလေးပါလေလဲထားပါလားဟိုမလဲတော့ပါဘူးဘာကြီးရဲ့အဖို့ပါတဲ့ဝိတ်တွေကလည်းမိုးဆူလို့ရွှဲကုန်ပြီထင်ပါတယ်ကဲအဲ့ဒီဝိတ်တွေပြပါဦးအဘိုင်းမီးခင်ပင်သွေးချောင်သွားမယ်ထင်းနေကွဝိစားအေးကိုအဘိုင်းကြီးစီကိုလှမ်းပေးလိုက်တော့အဘိုင်းကြီးကတေချာထုတ်ကြည့်တယ် အဝိစားကြီးကမိုးလုံးနဲ့အိမ်မျိုးမဟုတ်တော့အထက်အဝိစားတွေကဆိုးရွှဲနေတယ်ဗျာတကယ်တော့ကျုပ်ကလည်းအင်းကြီးဆိုပစိုးဆိုကြီးနဲ့သူများအိမ်ပေါ်မှာထိုင်နေရတာအာနာလာပြီဗျအဘကြီးကအိမ်ထဲကိုလှမ်းကြည့်လိုက်ပြီးတော့ဟေးလုံမကြီးဒီဝိစားတွေကိုသွေးချောင်းတောင်းလို့ထင်းမိပေါ်မှာနည်းနည်းလှမ်းပေးသမ်းပါကွယ်အဘကြီးပြောတော့အိမ်ထဲကနေအပြိုပေါက်ရွယ်တော့မင်းကလေးတယောက်ကထွက်လာတယ်ဝိထာစားထားတဲ့ပုံစံကိုကြည့်လိုက်တော့လေတောဆန်တဲ့လုံမပုံစံပဲဗျသူကဝိတေကိုယူသွားပြီးတော့15မိနစ်မကြာဘူးပြန်ထွက်လာတယ်ဗျာ သူသွားတဲ့ကျုပ်ဝိတ္တရာနေပူမှာကြက်ကြက်လှန်လာတယ်လို့မျိုးတွေးချောက်နေတယ်ဗျအဝိဆုံမိခင်လိုက်တယ်ဆိုရင်အနည်းဆုံးတော့မိကုန်းဖိုင်တဲ့လူလိုအောက်တိုးတိုးအနန်းတစ်ခုကရလိမ့်မယ်မဟုတ်လားအခုတော့ဘာနဲ့မှမပြဘဲနဲ့အကောင့်တိုင်းဖြစ်နေတာဗျကျုပ်ကလည်းတိတ်မတွေးတော့ဘဲနဲ့ဝတ်စားတွေကိုလဲလိုက်တယ်အဝတ်လဲပြီးတော့ကျုပ်ကိုအစားအသောက်တွေထုတ်ကြည့်တယ်ဗျအရင်လွေးချမ်းပူပူနဲ့ပြီးတော့ပေါပေါဆုပ်ကိုထင်းချမ်းနဲ့စုံနေထားတဲ့မုံမျိုးတွေကိုချကြည့်တယ်ဗျကျုပ်ကစားတော့စားကျင်တယ်ဗျစိတ်ထဲမှာလည်းကြောက်နေမိတာအမှန်ပဲအဘကြီးကကျုပ်ကိုကြည့်ပြီးတော့ လဲစားလိုက်တော့လိုက်ပါမောင်ရင်ရဲ့အဖာကြီးတို့မောင်ရင်ကိုဘာမှမလုပ်ပါဘူးကွအဖာကြီးပြောမှကျောက်ကလည်းရင်းနှီးတစ်ခေါက်ကိုကောက်ခဲလိုက်မိတယ်တလန်းလုံးမှမိုးရေဆူလာတာဆိုတော့လူကလည်းတော်တော်လေးချမ်းတန်နေပြီဗျရင်းနှီးပူပူတစ်ခေါက်ကိုသုံးလေးကြက်လောက်မှုတ်ပြီးတော့တောက်ထည့်လိုက်တာလေချောင်းထဲမှာပူစင်းပြီးတော့ဒီကုလုံးကလည်းနှွေးတက်သွားတယ်ဒါပေမဲ့လက်ဖက်ကြောက်အရသာခါပြီးတော့ဆင်းရွှေရွှေအနံ့ရတာဗျကျောက်ကအရသာခံနေတော့မှပဲအဖာကြီးကငယ်တော့တာတော့ပါမောင်ရင်ရဲ့ဒီလက်ဖက်ကြောက်ကဆေးလက်ဖက်ကြောက်ကွတောက်ရခဲတယ်လေး ဒါတော့ပြီးရင်တော်တန်ဆိုရင်မောင်ရင်ဖျားမှာမဟုတ်တော့ဘူးကျုပ်ပြင်သုံးွက်တီတီခတ်တော်လိုက်တယ်ပေါပေါစုပ်တီကိုတော့မစားတော့ဘူးဗျကျုပ်ကအချိုသိပ်မကြိုက်တော့ဒါမျိုးတွေကိုမစားတတ်ဘူးဗျအဲ့လိုစားတော့ပြီးတာနဲ့ကျုပ်တို့တွေကစကားဆက်မပြောပြကြတော့အဘကြီးကလည်းအပြင်ဘက်ငေးကြည့်နေတယ်သူနောက်မှထိုင်နေတဲ့လုံမလေးကတော့ကျုပ်ကိုတချင်လုံးစူးစက်စက်ကြည့်တာဗျကျုပ်ကလည်းသူ့ကိုပြန်မကြည့်ချင်တာနဲ့အပြင်ဘက်ငေးနေမိတယ်ဒဇမိတ်ကနေစီးကြလာတဲ့မိုးရေတွေကိုဘာရင်မို့ငေးကြည့်နေမိတယ်ဗျနိုင်ဝဲတော့ကြတော့မိုးတွေကဆဲသွားပြီလေ ။ကောင်းကင်ကြီးကလည်းပြန်ပြီးတော့ကြည်တက်လာတယ်။ကျုပ်ကလည်းပြန်သိမိလို့ယူဆလိုက်တယ်ဗျ။ကဲဘာကြီးကျုပ်ပြန်မဖြစ်မဲဘာရဲ့။မနေ့ဖန်ကြောင်းဖွင့်ရမှာဆိုတော့ဒီမှာညားအိတ်လို့မရဘူးဘာရဲ့။အဘကြီးကလည်းကောင်းကင်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးတော့အေးအခုတော့မပြန်ပါနဲ့ဦးမောင်ရဲ့ခဏနေတော့မှပြန်ဖို့လေ။သူဘာလို့ကျုပ်ကိုမပြန်ခိုင်းလဲဆိုတာကျုပ်ပြန်မတွေးတယ်ဘူးဗျ။အေးရှင်ကမပြန်ပါနဲ့ဦးဆိုတာကြောင့်ကျုပ်ကလည်းထမပြန်သေးဘဲနဲ့စောင့်နေလိုက်တယ်။နောက်ထပ်15မိနစ်လောက်ကြာတော့ပြန်မယ်ဆိုပြီးတော့ထပ်လိုရတယ်ဗျ။ အဘကြီးကဒီတစ်ခါမှခေါင်းညိတ်တယ်ဗျ။ကဲဒီလောက်ဆိုရင်တော့မောင်ရင်ပြန်လို့ရပါပြီ။အဘရွာထိပ်ထိလိုက်ပို့ပေးမယ်နော်။တော်သေးတာပေါ့ဗျာ။ကျုပ်ကတညာလုံးမှပြန်လဲဆိုပြီးတော့ဆွဲထားလိုက်ရင်ငါးဘာမောက်မှသေးကြတယ်ဗျ။ဒါနဲ့ပဲကျုပ်ကလုံမလေးကိုနှုတ်ဆက်ပြီးတော့အိမ်ပေါ်ကနေဆင်းလာခဲ့တယ်။အိမ်ရှိမှရက်ထားတဲ့ဆိုင်ကိုရွာလန်းကလေးအတိုင်းတွန်းလာခဲ့လိုက်တယ်ဗျ။ရွာလေးကတိတ်ဆိတ်လို့ဗျ။အိမ်ဒီကုန်လုံးကလည်းမီးမောင်ကျနေတယ်။ကျုပ်တို့ထွက်ခဲ့တဲ့အိမ်ကလုံမလေးကသာကျုပ်ကိုတကားဝမှရက်ပြီးတော့လှန့်ကြည့်နေတယ်။ အပိုင်းကြီးနဲ့ထွက်လာခဲ့ရင်းနဲ့တာလမ်းမကြီးစီကိုပြန်ရောက်လာတယ်ဗျမောင်ရင်ဆိုင်ငယ်ကောင်းသွားပြီထင်တယ်ကွမကောင်းပါဘူးဗျရဲ့ဒီတိုင်းပဲတွန်းသွားမယ်ထင်တာပဲကနှိုးကြည့်တမ်းပါဦးမောင်ရင်ရဲ့အပိုင်းကြီးပြောလို့ဆန်နှိုးလိုက်တာနဲ့တစ်ချက်တည်းဟုံးငနေလို့တော့တာပဲဗျကျောက်ပြင်းတော်တော်အံ့ဩနေမိရဲ့ဗျအချိန်ကည9နာရီ8နာရီလောက်ရှိရောပေါ့ဆိုင်ငယ်ဆက်ပြန်နှိုးသွားလို့သာတော်သေးတာပေါ့ဗျာမဟုတ်ရင်ကျောက်လမ်းတစ်လျှောက်လုံးဆိုင်ငယ်တွန်းသွားမှာမဟုတ်လားအပိုင်းကြီးကိုနှုတ်ဆက်ပြီးတော့ဆိုင်ငယ်ကိုမောင်းထွက်လာခဲ့တယ်ဗျာ ခလန်လန်းကိုရောက်တော့အဖာကြီးကိုနောက်ကြည့်မှန်အနေပြန်ကြည့်လိုက်တော့တာလန်းမကြီးမှလူသူတယောက်မှရှိမနေဘူးဗျကျုပ်ကမကျေနပ်လို့အနောက်ကိုပြန်လှည့်ကြည့်လိုက်တော့လေလူတယောက်မှမရှိတော့တာဗျ။ဟိုပြောအောင်မယ်ကျုပ်ကလည်းတေချာမှကြိုက်တဲ့လူမျိုးဗျ။ဒါနဲ့ဆိုင်ကယ်ကိုနောက်ပြန်လှည့်ပြီးတော့ကုဏကရွာလေးရဲ့အဖာကြီးကျုပ်ကိုခေါ်သွားတဲ့လမ်းလေးရဲ့ဆီကိုပြန်မောင်းထွက်လာခဲ့လိုက်တယ်။ထူးဆန်းတာကျုပ်7မိနစ်လောက်မောင်းမိတာတော့မှလမ်းမေးမှဘာမှမရှိသလိုဘာလဲမှလည်းမရှိဘဲနဲ့ခြုံပင်ကိုင်းမိနေကြီးပဲရှိနေတယ်ဗျ။ဒီတော့မှကျုပ်ကစက်သိန်းတွေထထတယ်လားလေဗျ။ တေချာတာကတော့ဒီပါကြီးကလူမဟုတ်ဘူးဆိုတာပါပဲကျုပ်ကလည်းဆိုင်ကိုအမြဲပြန်လှည့်ပြီးတော့တန်ဖိုးတွေကတော့အတကွန်ရုပ်ပြီးတော့တာလန်တိုင်မောင်းလာခဲ့လိုက်တယ်ဗျလန်တိုင်မောင်းလာရင်လည်းအရှိမကားလမ်းမကြီးကိုလှန့်တွေ့လဲရတယ်ကားလမ်းမဘီလာမှာတော့ဇေယဟောင်းကြီးတစ်လုံးရှိတယ်ဗျကားလမ်းကိုရောက်ပြီးဆိုတော့မှကျုပ်ကစိတ်ကိုဒုံဒုံချလိုက်ရတယ်ဟိုကားလမ်းမှာကားသွားလာတော့ရှိနေသေးတယ်ဗျဒီလိုနဲ့15မိနစ်လောက်မောင်းလာခဲ့လိုက်တာကျောင်းရှိတဲ့ရွာလေးကိုရောက်လာခဲ့တယ်ကျောင်းကမြောက်ခင်မှာရဲစခန်းကိုဖျက်ရတယ်ဗျအဲ့လိုဖျက်နေတော့မှရဲတက်တက်တယောက်ကကျုပ်ကိုလှမ်းခေါ်တယ် ဒီဘက်လေးမှာကျုပ်ကိုလူတိုင်းနှိပါအတိကြတာ ਉਹ ဆရာကြီးဆိုပြီးတော့လှန့်ခေါ်လို့ရဲစခန်းထဲကိုမောင်းဝင်လာခဲ့လိုက်တယ်စခန်းမှုကလည်းကျွန်တော်နဲ့အတိပါပဲဗျာရဲတကြက်ကကျုပ်ကိုစခန်းထဲကိုအတင်းဝင်ခိုင်းနေလို့တခုခုတော့ထူးပြီလို့စိတ်ထဲကနေသိနေလိုက်တယ်စခန်းထဲကိုဝင်လိုက်တော့ဆရာလေးမြင်းမြတ်ကိုဒဟန်တန်ချက်တွေနဲ့တွေ့လဲရတော့တာပါပဲကျုပ်ပြန်အံဟောပြီးတော့ပါသက်တော်မပိတ်နိုင်ဘူးဗျာဟိုဆရာလေးဘလို့ဖြစ်တာလဲဗျာဟိုလမ်းမှာဆိုင်ငယ်မောက်တာများလားဟိုဆရာကြီးပြန်ရောက်တာကြာပြီလားဗျာ မကြသေးပါဘူးကွာလမ်းမှာမိုးမိနေတာလေရွာတရာကိုဝင်ခုန်နေရသေးတယ်ကွာအခုမှဒီကိုဝင်လာတော့ရှိသေးတာအဲ့ဒါရဲတက်ချက်ကလှမ်းခေါ်လို့ဝင်လာခဲ့တာဟိုဆရာကြီးကအရှိရသွားတာလေဗျာဘာဖြစ်လို့အခုမှရောက်ရတာလဲဟိုဆရာလေးရောဘလို့ဖြစ်တာလဲဟိုဆရာကြီးပြန်ပြီးတော့နိုင်ဝဲလောက်နေတော့ကျွန်တော်အနောက်ကနေလဲလာခဲ့တာဆရာကြီးကလမ်းမှာဆရာကြီးကိုတွေ့လို့တွေ့ညာဆိုပြီးတော့အချိန်နေပြီးတော့မောင်းလာခဲ့တာ အဲ့ဒါကားလန်းကောင်ကဇေယျဟောင်းကြီးနားလေရောက်ရောဇေယျထရေလူမိုက်တရားထွက်လာပြီးတော့ကျွန်တော်ဆိုင်ကေကိုတားပြီးတော့ဝိုင်းလူကြရဲကြတယ်ဆရာကြီးရဲ့ဟောဒီဒန်ရနေတာကြည်ပါတော့ဆရာကြီးရဲ့ကျုပ်တော်တော်အံဟောသာတာဗျတကယ်လို့သာကျုပ်သာဟိုရွာလေးမှာဝင်ပြီးတော့မိုးခုံမနေဘူးဆိုရင်တော့ဒီလူမိုက်တွေလူရမဲ့လူတွေကကျုပ်ဖြစ်ခြင်းဖြစ်သွားနိုင်တယ်မဟုတ်လားအဒီတော့မှဟိုဘာကြီးကကျုပ်ကိုကယ်ခဲ့တာပါလားဆိုပြီးတော့တွေးမိတယ်ဗျပို့ပြီးတော့တေးကြတော့ရဲစခန်းကလူတွေကိုအဲ့ဒီလမ်းဟောင်းပြီးနားမှာရွာတွေပါတွေရှိသလားဆိုပြီးတော့မေးကြည့်တော့ဘာရောမှမရှိဘူးတဲ့ဗျနောက်ပြီးတော့ပြောလိုက်သေးတယ် အဲ့ဒီလန်လူသူပြတ်တော့တယောက်ထဲမှာသွားတာကောင်းနေတဲ့လူသူလူမိုက်တွေခိုးချင်ဝဲချင်တဲ့လူတွေကအဲ့ဒီလန်လာမဲ့သူကိုစောင့်ပြီးတော့လူကြရဲကြနေတဲ့ဗျာကျောင်းဝဆရာမတွေကျောင်းသားမိဘတွေကိုမေးကြည့်တော့လေအဲ့ဒီလန်မှာနန္ဒဘာဝတွေပရာလောကသားတွေကျက်စားတတ်တယ်လို့ပြောတယ်အဲ့ဒီလန်ကသွားရင်နန္ဒဘာဝတွေရဲ့အချောင်းလန်ကိုခံလို့ပြန်ပြေးလာကြတဲ့ဇလန်တွေကလည်းမနေဘူးဆိုပဲအဲဒါဆိုရင်ကျောင်းနဲ့တွေ့ခဲ့တာကျက်တယ်များလားအဟိုးဘာကြီးရောနန္ဒဘာဝကြီးပဲလားသူများတွေကိုချောက်လန့်ပြီးတော့ကျုပ်ကကြတော့ဘာဖြစ်လို့ကူညီခဲ့တာလဲဆိုတော့ကျုပ်ပြန်ပြီးတော့စဉ်းစားနေမိတယ်ဗျ နောက်ဆုံးမှာကျုပ်ကောက်ချက်ချလိုက်နိုင်တာကတော့တန်ဖိုးနေကတာကြောင့်ဖြစ်မယ်ဗျကျုပ်ကလမ်းသွားရင်းနဲ့ဒီကတော့ရွတ်သွားတာဆိုတော့ကျုပ်ကြုံတွေ့လာမယ့်အန်ဒီရီကိုကြက်တွေကကြိုသိနေလို့ကျုပ်ကိုကယ်တင်လိုက်တာပဲနေမှာဒီတွေ့ကြုံကတော့ကျုပ်ဘဝမှာပထမဆုံးချိန်တွေ့ကြုံခဲ့ရတဲ့ကြက်ရွာစီကိုရောက်ခဲ့မှုတဲ့အတွေ့အကြုံပါပဲဗျနောက်ပိုင်းအဲ့ဒီလမ်းကိုတစ်ခါမှမတော်ပြတော့တာလဲပါတာပေါ့ပို့ပြီးတော့ထူးဆန်းတာ ပြောအောင်မယ်ဗျကြက်တွေတိုက်လိုက်တဲ့ဆေးလဘ၆ဆိုတော့တောက်ပြီးတဲ့နောက်မှာကျုပ်၃လလောက်အထိကိုဘာရောကမှမဖြစ်ခဲ့ဘူးဗျနှာတစ်ချက်တော့မှမချိခဲ့ဘူး အကျုံမှာအရင်ကပန်းနိုင်ရင်ကျယောဂအခန်းရှိတယ်ဗျအဆုပ်အေးဘက်ခံလို့မရဘူးဗျမိုးတစ်ချက်နှစ်ချက်မင်းရင်တော့မှနောက်နေဆိုရင်ချောင်းနေဆိုအခန်းမသိရင်ဖျားလာတတ်တဲ့လူမျိုးဗျအခုတော့စောင်းနေရောက်ထားတော့မှပန်းနိုင်ရင်ကျမထားတဲ့ပြင်အဲ့ဒီသုံးလအတွင်းမှာဖျားလာနာတာလည်းတစ်ခါမှမဖြစ်ခဲ့ဘူးဗျကျုပ်ကိုကျုံမယုံလို့ဆန်းသက်ကြည်သေးတယ်စောင်းနေမှညနေပိုင်းရေချိုးပြီးတော့စွတ်ကျယ်လက်ပြတ်နဲ့အိတ်ထားတော့မှဘာမှမဖြစ်တာအံဩစရာပါပဲဗျကျုပ်ထင်ကတော့သူတို့တိုက်တဲ့ရင်သွေးချောင်းကိုသုံးခွက်လောက်တောင်းခိုင်းပြီးလို့သုံးလလောက်မှဖျားလာနေလိမ့်မယ်လို့တွေးမိတယ်ဗျ သုံးလပြည့်ပြီတဲ့နောက်မှာတော့နှွေခေါင်ခေါင်ကြီးရတော့မှကျောက်ကကောက်ခါငင်ကကောက်ဖြားတော့တာပါပဲဗျာကျောက်တစ်ခုတွေးမိတာအဲ့ဒီတော့သူတို့ကျင်းတဲ့ထဉ်ချပေါပေါဆုပ်တွေကိုစားလိုက်ရင်ဘာနေဖြစ်မလဲလို့တွေးမိတယ်ဗျအဲ့ဒီရွာလေးမှာတနှစ်လောက်လုပ်ပြီးတော့ကျောက်ကတခြားအောင်ပြောင်းရတယ်အဲ့ဒီကလေးကအဲ့ဒီရွာလေးကိုသွားလည်မယ်လည်မယ်နဲ့မရောက်ဖြစ်တာအခုထိပါပဲဗျာအခုတော့အဲ့ဒီရွာလေးကလည်းမျိုးဖြစ်နေပါပြီကျောက်ဖြစ်အခုချိန်ထိမိုးတွေတအားတဲတဲမဲမဲရွာနေတဲ့အချိန်ရောက်တိုင်းမှာကျောက်ကကူညီခဲ့တဲ့အဘကြီးရဲ့ကျောက်အလေရောက်ခဲ့မှုတဲ့ကျောက်ရွာကြီးရဲ့ကိုအောက်မေသတိရနေမိပါသေးတယ် ဆရာလေးမင်းမြတ်ကိုလည်းသတိရပါတယ်များဆရာလေးနေမကောင်းရဲ့လားအိမ်တော်နေပါတယ်ကြာနေပြီလားပေါ့ကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာကသူကိုယ်တိုင်ရေးသားထားတဲ့ရောက်ခဲ့မှုတဲ့ကြက်ထာနီဆိုတဲ့ဖြစ်အမှန်ပရာလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာနောက်မြောက်မှာလည်းဒီတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းများကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးနှဆင်ကြပါဦးခင်ဗျာ ။နောက်ဆက်အပိခဲ့ကြတဲ့ပြည်သက်တယောက်ချင်းတို့လည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။ပြည်သက်များလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထက်တူကြနိုင်ကြပါစေခင်ဗျာ။